င်္ဂလာပါမနှင်းစာပြူရေမင်္ဂလာပါရှင်ဂေါရမီရင်ခွင်မဲ့ကလေးများကရာကိုဘလို့စိတ်ကူးနဲ့စပြီးတီထောင်ပြစ်တာလဲရှင်လွန်ခဲ့တဲ့လေ6လလောက်ကပေါ့နော်ဒီကြောက်တော်မျိုးနယ်ထဲမှာအာဒီကလေးတယောက်ကိုငွေစားဖို့အတွက်ဈေးထဲမှာဟိုလိုက်ရှာနေတယ်ဆိုတော့သတင်းတပုတ်ကိုဖတ်ပြီးနောက်ပိုင်းမှာပေါ့အော်ကျွန်မကဒီဂေဟာကိုဒီရင်ခွင်ပြောက်ကလေးတွေအတွက်ဟိုအခြေအနေပေးသည်ဖြစ်စေမပေးသည်ဖြစ်စေတီထောင်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ရှာပြီးတော့ဟိုဒီ economy ရင်ခွင်းဆိုတဲ့ရင်ခွင်းဖြောက်ကလေးတွေစောင်းလျှောက်တဲ့ကေဟာကိုတည်ထောင်ဖြစ်ခဲ့တာပါရှင်ဒီကေဟာကိုရောက်လာတဲ့ကလေးတွေကလေဘလို့အခြေအနေနဲ့ရောက်လာပြီးတော့အသက်အရွယ်အားဖြင့်တော့ဘလောက်ရှိလဲရှင် အခြေအနေအမျိုးမျိုးပါပဲတချို့ကလေးတွေကကြာတော့ဒီစစ်ပွဲအတွင်းထဲမှာမိဘနှစ်ပါလုံးကိုသူတို့ဆုံချုံလိုက်ရတယ်သူတို့ဟိုကျွေးမွေးဆောင်ရှောက်ပြုစုပေးဖို့ဟိုသူတို့မှာဆွေမျိုးသားချင်းကြီးကြီးမားမားမရှိဘူးတချို့ကလေးတွေကြာတော့လဲဟိုအဖေရှိတယ်ဒါမှမဟုတ်အမေရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီအဖေအမေဒီဒီကလေးကိုလူလားမြောက်အောင်ကျွေးမွေးနိုင်မဲ့အခြေအနေမရှိဘူးပြုစုပေးနိုင်မဲ့ဟိုအခြေအနေမရှိဘူးအဲ့လိုမျိုးအခြေအနေတွေလည်းရှိပါတယ်အဲနောက်တစ်ခုကကြာတော့ဒီအိမ်တွင် ကြမ်းဖက်မှုပေါ့နော်အိမ်တွင်းအကြမ်းဖက်မှုရှိတဲ့ကလေးတွေအဲ့ဒီလိုမျိုးနှိပ်စက်ခံရတယ်ဒါမျိုးကြားသိရတဲ့အခါမှာရက်ရွာကနေအကြောင်းကြားပြီးတော့ဟိုဂေဟာကခေါ်ယူမွေးစားလိုက်တဲ့အခြေအနေမျိုးလည်းရှိတယ်လို့ဒီလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကနေရလာတဲ့ဟိုဟိုကလေးတွေပေါ့အဲ့လိုမျိုးကလေးတွေလည်းဟိုကျွန်တော်တို့စီမာအကြောင်းမျိုးမျိုးအခြေအနေမျိုးမျိုးကလေးတွေကိုခေါ်ယူဆောင်လျှောက်ထားတာရှိပါတယ်ကလေးတွေကိုလက်ခံတဲ့အခါမှာလည်းဘလို့အကန့်အသတ်တွေရှိတယ်လဲရှင် ဂေဟာကိုခလေးတွေလာပို့ရင်ဘလို့မျိုးအခြေအနေမှလက်ခံလဲရှင်ကလေးကိုဟိုဒီကျမတို့ရဲ့ဟိုအခြေခံမူဝါဒအနေနဲ့ကတော့ဒီအဲမွေးကင်းစားကနေဆယ်နှစ်အောက်ကလေးတွေကိုဟိုလက်ခံမယ်ဆိုပြီးတော့အခုလောလောဆယ်အထိမူဝါဒရှထားတာတော့ရှိပါတယ်အဲဒီလူမျိုးဘာသာမရွေးလက်ခံပါတယ်အဲဘယ်လိုဒီဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ဒီဆယ်နှစ်အောက်ကလေးတွေကို ကျမတို့ကပြုစုပေးဖို့မေတ္တာပေးဖို့ဟိုကြည်ပြင်းစေဖို့စောင့်ရှောက်ပေးဖို့လိုအပ်တယ်ဆိုရင်ဂေါတမီရင်ခွင်ကကြိုးဆိုးနေပါတယ်တကားဖွင့်ထားပါတယ်ဒီကေဟာတီထောင်မှုအတွက်လေငွေကြေးလိုအပ်ချက်တွေဘာတွေကြတော့ဘလို့စီစဉ်ခဲ့ရလဲအခုဟိုလက်ရှိမှာကောဒီငွေကြေးလိုအပ်ချက်တွေဘာတွေကြတော့ကောဘလို့မျိုးမြန်းဖြည့်ဆည်းပေးနေရလဲရှင် ဒီဂေဟာကိုတီထောင်သူဒီကျမဖြစ်တယ်ပေါ့နော်ဆိုကျမကဒီတီထောင်သူတယောက်အနေနဲ့ဒီအစပိုင်းမှာငွေရေးကြေးကိုကျမရဲ့ဒီစူးစမ်းအားထုတ်မှုပေါ့နော်ကျမရဲ့ဖန်တီးမှုနဲ့ဒီကျမက online ပေါ်မှာဒီရန်ပုံငွေရှာဖွေတဲ့ဟို activity လေးတွေလုပ်ပြီးတော့ဟို handmade ပစ္စည်းကလေးတွေရောင်းချတာမျိုးရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီအစပိုင်းမှာဂေါတမီရဲ့တီထောင်စမှာအဲ့ဒီကရလာတဲ့ငွေကြေးတချို့ကိုတုံးဆွဲထားတာရှိပါတယ် အခုလည်းပဲလွန်ခဲ့တဲ့လကပဲဒီကျမကိုယ်တိုင်ချုပ်လုပ်ထားတဲ့ဒီရင်ဖုံအင်ဂျီလေးတွေပေါ့မြန်မာရင်ဖုံအင်ဂျီကလေးတွေကို online ပေါ်ကနေရောင်းချပြီးတော့ဒီ Godmi ရင်ခွင်ရဲ့ငွေကြေးအေး low asset အတွေ့အတွက်ကျမတို့စူးစမ်းထားတာရှိပါတယ်။အဲနောက်တစ်ခုကအခုဒီမိဘပြည်သူတွေပေါ့နော်စေတနာရှင်မိဘပြည်သူတွေကလည်းစိတ်ဝင်တစားနဲ့မေးမြန်းလှူဒန်းလာတဲ့ငွေကြေးတချို့နဲ့ဒီ Godmi ရင်ခွင်ကိုလေဗယ်လျက်ရှိပါတယ်ရှင်။ ဒီဂေဟာကလေဘ ෝජ ုတ်ထွန်းမြတ်နိုင်ရဲ့ဇနီးတဲ့တီထောင်ထားတဲ့ဂေဟာဖြစ်တဲ့အတွက်ဒါဇုံတယောက်ပေါ့နော်အဖွဲ့စည်းတစ်ခုကနေပြီးတော့လာရောက်နှောက်ယှက်ဖိအားပေးတာရောရှိလားအဲဒီဘ ෝජ ုတ်ထွန်းမြတ်နိုင်ရဲ့ဇနီးဖြစ်သူရဲ့ဂေဟာမှုလို့ပေါ့နော်ဘလို့တက်ရောက်မှုတွေရှိလဲရှင်ဟာနံပါတ်1တစ်ချက်ကတော့ဟိုကျမတို့ကအော်ဒီပေါ့နော်ကျမတို့ရဲ့ထိန်းချုပ်နယ်မြေထဲမှာအခြေစိုက်ထားတဲ့ဂေဟာဖြစ်တယ်ဆိုတဲ့အခါမှာဟို အပြင်ပါကရန်သူတွေကကျမတို့ကိုဒီပြင်ပါအဖွဲအစည်းတွေကပေါ့နော်ဒီလာပြီးတော့ဖိအားပေးပြီးတော့မလုံရဘူးမကန်ရဘူးတစုံတရာအာဖိအားပေးတဲ့ဟာမျိုးတော့ကျမတို့မချိပါဘူးကြုံလဲမကြုံတွေ့ရသေးပါဘူးဒီကေဟာကိုကျမကဥဆောင်ပြီးတီထောင်တဲ့အတွက်ဒီကျမတို့ရဲ့လွမြောက်နယ်မြေရဲ့အဝိုင်းအဝန်းထဲမှာတော့တည်ရောက်မှုကတော့ရှိပါတယ်။ဒါလဲဆိုတော့ဟိုယုံကြည်မှုပေါ့နော်။ဒီကျမ ိုယ်တိုင်တီထောင်ထားတယ်ဆိုတဲ့အပေါ်မှာအဒီလိုမျိုးခက်ခဲတဲ့ကလေးတွေလိုအပ်နေတဲ့မေတ္တာပေးရမယ်လိုအပ်နေတဲ့ကလေးတွေကိုတွေးတဲ့အခါမှာဂေါတမီရင်ခွင်ကိုပို့လိုက်ရင်ဖြင့်ဒီကလေးတွေရဲ့ဘဝဟာဟိုအနာဂတ်မှာကောင်းသွားမယ်ဆိုတဲ့အဲ့လိုကောင်းတဲ့တက်ရောက်မှုပေါ့နော်ဒီကျွန်မတီထောင်တယ်ဆိုတဲ့အပေါ်မှာတက်ရောက်မှုပေါ့အဲ့ဒီတက်ရောက်မှုတော့ကျွန်တော်တို့ရဲ့ဒီလွမြောက်မြင်မြေတကြောမှာတော့ဒါမျိုးတော့ရှိပါတယ်ရှင်ဒီကေဟာတီထောင်မှုနဲ့ပတ်သက် ပြီးတော့ဒီဘုံကျုပ်ထင်းမြတ်နိုင်ကရောဘာတွေပြောတာရှိလဲသူ့ရဲ့ရက်တီချက်ကဘယ်လိုရှိလဲရှင်ဘုံကျုပ်ကအလုံးအင်မတန်များပါတယ်သူ့မှာကဒီစစ်ရေးနိုင်ငံရေးအပြင်တပြိုင်နက်တည်းမှာဟိုတိုင်းပြည်တိဆောက်ရေးကိုလည်းသူကစူးစမ်းပြီးတော့လှုပ်ဆောင်နေရတဲ့အခါမှာဒီဂျမရဲ့ဒီဂေါဒမီရင်ခွင်ဂေဟာနဲ့ပတ်သက်ပြီးတော့အသေးစိတ်တိုင်ပင်ထားတာမျိုးဟိုပြောပြ ထားတာမျိုးဟိုအဲ့လိုမျိုးတော့မရှိပါဘူးရှင်ဒါပေမဲ့ဒီအပေါ်မှာပေါ့နော်ဒီကျမရဲ့ Godami ရင်ခွင်တီထောင်မှုနဲ့ဒီမေတ္တာပေးရမယ့်ကလေးတွေကိုကလေးတငယ်တွေကိုစောင်းလျှောက်တဲ့ကိစ္စမှာတော့ကျမရဲ့ရက်တီချက်နဲ့သူရဲ့ရက်တီချက်ကတော့တစ်ထက်တည်းကြမယ်လို့ကျမထင်ပါတယ်ခုဆိုလို့ရှိရင်ပေါ့နော်ဟိုဒီခေဟာတီထောင်လာတာ6လကျော်ရှိလာပြီပေါ့နော် ဆိုတော့ဒီဂေဟာနဲ့ပတ်သက်ပြီးတော့ကဘူဂျုံထွန်းမြတ်နိုင်ကဘလို့ပံပိုးကူညီပေးတာရှိတယ်လဲအာရခတတ်တော်အစိုးရရှိက နေပြီးတော့ကအကူအညီတွေတောင်းခံသွားဖို့ရှိလားရှင့် ဒီလိုမျိုးလှုပ်တဲ့အခါမှာအခုချိန်ကတော့ကျမတို့ကိုလက်ကိုချိန်နဲ့အဲ့လိုဟာလဲပက်နေတာပေါ့နော်။ဟောအကြောင်းတစ်ခုခုကြောင်းဒီဟာဟာလူတွေများလာမယ်ဒါမှမဟုတ်ဟောကျမတို့စီကိုပို့ဆောင်တဲ့ကလေးတွေအရေအတွက်များလာမယ်လိုအပ်လာမယ်ပေါ့။ကေဟာရဲ့နေရာဘာညာစသဖြင့်လိုအပ်လာမယ်ဆိုရင်တော့အာဒီကျမတို့ကလည်းကျမကလည်းဒီအစိုးရစီကနေအာလိုအပ်တဲ့အကူအညီလေးတွေအာတောင်းခံဖို့တော့ရှိလာမှာပေါ့နော်။ဒါကတော့အနာဂတ်မှာဒါမျိုးလည်းဖြစ်လာနိုင် ဒီလိုမျိုးရင်ွေမဲ့ကလေးတွေအတွက်ပေါ့နော်ဂေဟာတီထောင်တဲ့အခါမှာမနှင်းစဖြူအနေနဲ့ပေါ့နော်ဟိုကိုကိုရိုင်းရင်အုံးမကွာသွားပြီးတော့ဟိုကုညီဆောင်မှကြိရှုစီစဉ်ရတာမှစီမံအုပ်ချုပ်ရတာမဟုတ်ဘဲနဲ့အဝေးကနေစီစဉ်နေရတဲ့အပေါ်မှာရောအမလို့အမရဖြစ်တာတွေရှိသလားအခက်ခဲတွေရှိလားရှင် ဒီကေဟာကိုတီထောင်သူတယောက်အနေနဲ့ပေါ့နော်ကျမစောင်းလျှောက်ထားတဲ့ကျမတို့ဒီအေဟိုခေါ်ယူမွေးစားထားတဲ့ကလေးတွေကိုကျမကကိုတိုင်သွားကြည့်ရှင်တာမျိုးဟိုမေတ္တာပေးချင်တာမျိုးပေါ့နောက်တစ်ခါကဒီကလေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကဘလို့လဲစိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကဘလို့ရှိလဲဆိုတာကိုကိုတိုင်ကိုကြကြည့်ရှင်တဲ့ဆန္ဒကတော့ကျမမှာအမြဲတမ်းရှိပါတယ်အဲ့တော့ကျမ ကြည့်လေကြည့်မှာပါတနေ့နေ့မှာကျွန်မကိုယ်တိုင်သွားမှာပါအဲ့တော့အခုအချိန်နေရတော့ဒီအဝေးကနေဒီလိုမျိုးစီမံရတဲ့အပေါ်မှာအမလို့အမရဖြစ်လားဆိုတော့ဟိုကျွန်မရဲ့တိန်ပေါ့နော်ကျွန်မမှာဂေဟာအရန်အားကိုရတဲ့ဂေဟာမရှိပါတယ်သူကလည်းဒီကလေးတွေအပေါ်မှာတကယ်မိခင်ရင်းနဲ့မချအစိတ်ရောကိုရောအကုန်လုံးကို ရင်းနှီးမြုပ်နှံပြီးဒီကလေးတွေကိုသူစောင်းချောက်နေတဲ့အတွက်ကျွန်မအတော်တော်စိတ်အေးရပါတယ်ပြီးတော့မြေပြင်ကတိန်ပေါ့နော်မြေပြင်ကတိန်အပါဝင်ဒီဂေါတမီရင်ခွင်ရဲ့အနီးတစ်ဝိုက်မှာရှိခဲ့ပြည်သူလူထုကလည်းအကုန်လုံးကအဝိုင်းဝန်းပြီးတော့ဒီဟိုဒီကကလေးတွေအပေါ်မှာစောင်းချောက်ကြတယ်ကူညီကြတယ်ဆိုတဲ့အတွက်ကျွန်မအနေနဲ့ကတော့ဒီအမလို့အမရဖြစ်တာမျိုးတော့မရှိပါဘူးရှင်အဲဒီအတွက်လည်း အဲ့ဒီဂေဟာမူအပါအဝင်ဂေါတမီရင်ခွင်ရဲ့မြေပြင်တိမ်တစ်ခုလုံးကိုကျွန်မကဒီနေရာကနေကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ဂေဟာတီထောင်ပြီးတဲ့နောက်ပိုင်းမှာရောစိန်ခေါ်မှုတွေကြုံရတာရှိလား။ ဒီစိန်ခေါ်မှုအနေနဲ့ကြတော့ဒီကျမတို့ရဲ့ကေဟာမှာဒီမွေးရပါယောဂပါလာတဲ့ကလေးတချို့လည်းရှိရှိတယ်ပေါ့နော်ဆိုတော့ဒီကလေးတွေကိုဆေးကုသမှုအတွက်ဒီဆေးဝါးတွေလွယ်လွယ်ကူကူမရနိုင်တဲ့အနေအထားလည်းရှိပါတယ်ဟိုရခိုင်ပြည်ရဲ့အနေအထားကြတော့အဖက်ဖက်ကနေပိတ်ဆို့ခံထားရတဲ့အနေအထားဖြစ်တော့ဒီဆေးဝါးရှားပါတဲ့အတွက်အဲဒီယောဂာနဲ့လိုအပ်နေတဲ့ဒီဝါ ားတွေဝှရှာလို့မရဘူးရှိရင်တောင်မှအဆမတန်ဈေးကြီးနေတာမျိုးပေါ့ဒီလိုအခက်ခဲရှိပါတယ်နောက်တစ်ခုကကြတော့ဒီကကွယ်ဆေးပါအာကာကွယ်ဆေးကတော့ရခိုင်တပြည်နယ်လုံးမှာရှိတဲ့ဒီကာကွယ်ဆေးထိုးရမယ့်အသက်အရွယ်ကလေးဟာဟိုကာကွယ်ဆေးမထိုးရတဲ့ကာလတစ်ခုရှိနေပြီဆိုတော့ဒီကလေးတစ်ယောက်ကာကွယ်ဆေးထိုးဖို့ဆိုတာကသူရဲ့အနာဂတ်ရှင်သန်ဖို့အခြေခံလွယ်ချက်တစ်ခုဖြစ်တယ်ဆိုတော့လေဒီကာကွယ်ဆေးမရနိုင်တဲ့အနေအထားအဲ့လိုမျိုးခက်ခဲတွေတော့ရှိနေပါတယ် ဒီခေတ်ဟာတီထောင်သူတယောက်အနေနဲ့ပေါ့နော်ဟိုမနှင်းစာဖြူရဲ့အနာဂတ်အိမ်မက်ကဘာများပါလဲရှင်ဒီခေတ်ဟာ ਨੇ ပတ်သက်ပြီးတော့ပေါ့နော်ဟုတ်ကဲ့ဒီခေတ်ဟာ ਨੇ ပတ်သက်ပြီးဆိုရင်ဒီခေတ်ဟာမှာရောက်လာတဲ့ကလေးတွေပေါ့ဟိုအကြောင်းမျိုးမျိုးပုံစံမျိုးမျိုး ਨੇ အဲဘလို့အခြေအနေကြောင့်ရောက်လာတဲ့ကလေးဖြစ်ပါစေကျမတို့စီကိုရောက်လာတယ်ဆိုရင်ကျမတို့ကဒီကလေးတွေကိုကလေးတွေရဲ့ရပိုင်ခွင့်အခွင့်အရေးအပြစ်အဝါ ਨੇ မေတ္တာအပြည့်အဝနဲ့ပေါ့နော်ဒီမိခင်ရင်းနဲ့မချအဆောင်းလျှောက်သွားမယ်ဘလုံးလုံးရှုံရှုံကြည်ပြင်းစီမယ်ပေါ့အဲအဲ့လိုမျိုးတော့ကျွန်မကဟိုဟိုဟိုပြောလဲပြောထားသလိုဒီဂေဟာမူအပါဝင်ဂေဟာမှာရှိနေတဲ့ဝန်ထမ်းတွေကိုလည်းဒီလိုမျိုးကျွန်တော်တို့ကရည်ရွယ်ချက်ဒီလိုရှိတယ်ဆိုတာမျိုး sharing ပြောထားတာမျိုးရှိပါတယ်ဆိုတော့ဒီရောက် ောက်လာကိုဒီရောက်လာတဲ့နေရနေသူတို့ဘဝအရှိအနာဂတ်သူတို့ကိုယ်တိုင်ရက်တည်နိုင်တဲ့အရှိနေအထိရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေကြမ်းခိုင်ပြီးတော့သူတို့ရဲ့ဘဝကိုသူတို့ဟိုတီထောင်နိုင်တဲ့ကလေးလူတော်လေးဖြစ်တဲ့အထိကျွန်မကတာဝန်ယူပြီးတော့ဒီဂေါတမီရင်ခွင်အနေနဲ့တာဝန်ယူပြီးတော့ပြုစုဆောင်ရှောက်သွားဖို့အဲကြီးကြီးမားမားရည်မှန်းချက်အိမ်မက်တော့ရှိပါလိမ့်ရှင် အခုလက်တလောမှာလေခလေးမွေးစားတွေကိုလွှတ်ဆွန်ပြမှုတွေဟိုခင်ဝင်မဲ့ဖြစ်သွားတဲ့ခလေးတွေလည်းအများအပြားရှိလာတယ်ပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကိုဟိုမင်းစားဖြူအနေနဲ့လူရုကိုဗာမြန်ပန်ကြားလို့လဲရှင်ဟုတ်ကဲ့ဒါကတော့အကြောင်းတွေအမျိုးမျိုးပေါ့နော်လူတွေမှာအရှိနေဖြတ်တန်းပုံတွေဘဝဖြတ်တန်းပုံတွေရက်တီချက်တွေလည်းဟိုမတူကြတဲ့အခါမှာအကြောင်းမျိုးမျိုးအခြေအနေမျိုးမျိုးနဲ့မိဘမဲ့ဖြစ်သွားတဲ့ရင်ခွင် ပြောက်ကလေးတွေရှိတယ်လို့ဟိုမိဘရှိတော်ညာလဲသူတို့ရဲ့အခြေအနေကြောင့်ဟိုစောင်းလျှောက်ဖို့မဖြစ်နိုင်တဲ့ကလေးတွေကတော့ရှိနေမှာပါပဲ အဲဒီဟာကတော့ရှောင်ခွဲလို့မရတဲ့ပြဿနာတွေပေါ့နော်ရှောင်ခွဲလို့မရတဲ့ဟိုလူလူမှုဘဝထဲမှာကိုကရှိနေတဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်တကယ်လို့တာပေါ့ဒီလိုမျိုးကလေးတွေကိုတွေးခဲ့ရင်ဂေါတမီရင်ခွင်ကိုအကြောင်းကြားပါအဂေါတမီရင်ခွင်ကခေါ်ယူဆောင်လျှောက်ပါမယ်အဲနောက်တစ်ချက်ကတော့ဒီအိမ်တွင်းအကြံဖတ်မှုပေါ့ဒီအိမ်တွင်းအကြံဖတ်မှုခံနေရတဲ့ကလေးတွေကိုတွေးရင် ဟိုဒါငါတို့နဲ့မဆိုင်ဘူးဒါငါတို့ကိစ္စမဟုတ်ဘူးဆိုတဲ့ဒီကျမတို့လူမျိုးရဲ့ဇယိုက်ပေါ့နော်ဘလို့ရှိလဲဆိုကြားတုံးကြားမဝင်နဲ့ဆိုတဲ့အဲ့လိုမျိုးဇယိုက်ကလေးရှိတတ်ပါတယ်ဆိုတော့ဒီလိုဟာမျိုးလေးတွေကိုငါနဲ့မဆိုင်ဘူးဆိုပြီးတော့လိလိယူရှုပါနဲ့ မျက်ကွယ်မပြုပါနဲ့ဒီကလေးတွေဟာဟိုကျွန်တော်တို့ဒီလိုမျိုးအကျန်းဖက်ခံနေရတယ်အဲအဲ့လိုအခြေအနေတုံတွင်းနေရတဲ့ကလေးတွေရှိတယ်ဆိုရင်လည်းဒါဟာငါတို့နဲ့ဆိုင်တယ်ဆိုပြီးတော့အရေးတူလို့ပြီးတော့သက်ဆိုင်ရာကိုတိုင်ကြားအားရာမျိုးအရေးဒီကျူးလွန်သူကိုပေါ့နော်ဒီတိုင်တိုင်ကြားရာမျိုးလုတ်ပါပြီးတော့တကယ်လို့ဒီကလေးတွေကိုဂေါဒမီရင်ခွင်အနေနဲ့ဖြစ်စေတခြားဒီလိုဆောင်လျှောက်တဲ့ ဖွဲ့စည်းတွေနဲ့အနေနဲ့ဖြစ်စေရလဲမေတ္တာတရားလေးနဲ့ပြန်ပြီးတော့သူတို့ရဲ့ဘဝတွေရှင်သန်လာအောင်အောင်ဒီကြည်ပင်းအောင်ဟိုနီးဆက်ရာကိုတည်င်းပေးပြီးတော့ဂေါတမီရင်ခွင်ကိုလာပို့ကြပါလို့ကျွန်တော်တို့ဟာဒီလိုကလေးတွေအတွက်ဒီလိုဟိုလိုမေတ္တာပေးဖို့လိုအပ်နေတဲ့ဟိုအရွယ်လေးတွေအတွက်အမြဲတမ်းအဆင်ပြေရှိပါတယ်လို့ဒီနေရာနေတည်င်းစကားပါရှင်ပါတယ်